နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်မွေးနေ့အထိပ်မှဓမ္မပူဇာအထူးဓမ္မသဖြင့်အခမ်းအနားနိုင်ဟောကြားအပ်တော်အတ္တသမပဏိတိတရားထေသနာတော်ဘုရားဝါသာဝင်သူတော်စင်တိုင်းဒီစကလုံးကိုကြားဖို့ရမှာပါပါဠိစကလုံးဖြစ်တယ်အတ္တသမပဏိတိလို့ စကလုံး၃ရက်ပေါင်းဆက်ထားတာအဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ဟာအလွန်ကျယ်ပြန့်ပြီးဘဝခရီးတစ်ခုလုံးအတွက်ရှေ့ဆောင်လမ်းပြမိရှုတဆောင်ဤတဖွဲ့လည်းဖြစ်တယ်ကို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 ဘွားကိုဥဆောင်သွားနိုင်တယ်ကိုပါလောက်ရမယ်ဆိုတာကိုရှင်နေသိတာတဲ့အသိအမြင်တစ်ခု ဖြစ်ပွားစေတတ်တယ်ဆိုတာ အလုံးမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဝါဒဝင်သူတော်ဆင်းနေကလေးငယ်လေးတွေဟာစပြီးတတိထားမယ်ဆိုရင်လူကြီးတွေအထိအတ္တတမပဏိတိဆိုတဲ့စကလုံးကိုနေဆုံးကြာဘူးနဝရှိမယ်အတိတ်ပဲကြည့်လိုက်ရင်လည်းအလုံးအလုံးတမိုးရှိတဲ့အတိတ်ပဲတစ်ခုကိုဖော်ဆောင်တာဖြစ်ပါဒါကြောင့် အတ္တဆိုတာဒီနေရာမှာမိမိကိုယ်လို့ဘာသာပြန်နေကိုယ်ကိုယ်ကိုယ်အတ္တဟိတပရဟိတဆိုတဲ့စကားလုံးမှာပါတဲ့အတ္တလို့ပဲကိုယ်ကိုယ်ကိုယ်ဆိုတဲ့အဓိပ္ပာယ်ရကိုယ်ကိုယ်ကိုယ်လို့ဆိုတာဘာကိုရည်ညွှန်းတာတော့ဆိုကိုယ်စိတ်ကိုကိုယ့်ရဲ့အပျော်အဆိုးပြုမှုတွေကို ကိုဘောကကိုလို့ဒီလိုအဓိပ္ပာယ်ကြီးအများကြီးရနိုင်တယ်ပေါ့နော်အတ္တဆိုတဲ့အဓိပ္ပာယ်က philosophy မှာတုံးတဲ့အတ္တကသာဝရတိမြဲပြီးဘဝတစ်ခုကနေဘဝတစ်ခုကိုမပြတ်မစီရောက်ရှိသွားတဲ့မြတ်လူမျိုးတွေယုံကြည်တဲ့အတ္တလက်ပြဝိညာဉ်ကောင်းဆိုတာမျိုးကိုညွှန်းတာမဟုတ်ဘူးဒီမှာ အဲ့ဒါကိုရည်ညွှန်းတဲ့အတ္တဆိုလည်းရှိတယ်ဒီနည်းမှာတော့အတ္တဆိုတာမိမိကိုယ်ကိုကိုယ်ကိုကိုယ်ကိုကိုရည်ညွှန်းလိုက်တာပြောကြတယ်ကိုကောင်းစားဖို့ကိုပညာတတ်ဖို့ကိုကြီးပွားဖို့ဆိုတဲ့ဥတ္တိကျတဲ့တချို့ကျတော့ကဲရရှုပ်ချတဲ့အနေနဲ့ အတ္တလွန်ကဲတယ်ဆိုတဲ့စကားကိုလည်းသုံးညာအတ္တဆိုတာကိုကျိုးရှာလွန်တယ်ကိုကိုချီလွန်တယ်ဆိုတာကိုကဲရှုပ်ချတဲ့သဘောပဲဒီနေရာမှာဆိုလိုတာကသဘာဝအားဖြင့်တခြားအရာတွေဖဲထားလိုက်ပြီးတော့ကိုယ်စိတ်ကိုယ်ဘဝကိုယ့်ရဲ့အခြေအနေကို တမ္မာမင်္ဂလာလမ်းကြောင်းနဲ့အကောင်းဆုံးဖြစ်အဲ့ဒါ38ဖြာမင်္ဂလာတဲမှာတဘာဖြစ်ပါဝင်တယ်အဲ့ဒီတဘာဆိုတဲ့ထဲမှာလည်းပဲအလုံးကိုအရေးကြီးဆုံးလို့ပြောရမှာဖြစ်ပါဒုတိယဟာဘလောက်ကြီးပွားတုတ်တုတ်တဲ့အတ္တသမပဏိတိဆိုတာပျက်စီးသွားပြီဆိုရင်တိတုဟာဆုံးရှုံးနေတာပါပဲ ဘလို့အခြေအနေတွေဘလောက်ပဲကောင်းကောင်းဆိုပါစို့စီးပွားဥစ္စာတွေဘလောက်ပဲချမ်းသာချမ်းသာကြီးပွားကြီးပွားဇာတုကုန်သိမ့်တွေဘလောက်ပဲချီးချီးကိုကိုကိုပြုပြင်ထိမ့်သိမ့်ခြင်းကောင်းအောင်ပြုလုပ်ခြင်းဆိုတဲ့စိုင်းတတ္တိကြာဆင်းသွားပြီဆိုလို့ရှိရင်ဒီလူဟာပြည့်စုံဆုံးသွားတဲ့ပုံစံ ဒါကြောင့်မို့လုံးကိုရေးကြည့်အထင်ရှားဆုံးဥပမာလေးတစ်ခုပြောအောင်ပမာလေးအလုံးသိတယ်မြတ်စွာဘုရား ਨੇ ညီကိုဝန်ကွယ်တော်တယ်ရောက်ဖလည်းတော်တယ်အဲ့တော့ဒီဘက်ကကြည့်မယ်ဆိုရင်သူ့ရဲ့ညီနာမကဒေဝထတ္တနကပေးတဲ့ပုဂ္ဂိုလ်လို့အထိပ္ပယ်ရတယ်ပေါ့နော် ဒါပမာပြေမှာတော့ဒေဝဒတ်လို့ပဲခေါ်တာဒေဝဒတ်ဆိုတာအတိဘေကလွန်ကောင်းတာဖြစ်တော်လဲပဲသူ့ရဲ့လောရတဲ့ကြောင့်နာမည်ဆိုးသွားဒေဝဒတ်လို့ဖြစ်သွားနော်ဒေဝဒတ်ရဲ့အတိဘေကနပ်ပေးတဲ့တောင်လို့အတိဘေရတယ်နော်အဲ့တော့ကဲထားဒေဝဒတ်တရဲ့အခြေအနေကိုလေ့လာကြည့်လိုက်သူဟာအတိဘေကကုသကောင်းမှုတွေရှိခဲ့လို့ ဘယင်းသားဖြစ်တယ်သူ့အဖေကတုပ်ပဗုဒ္ဓစေတောတရားရဲ့အဖေသူတို့မောင်နှမအဲ့ဒါတို့အစင်းမြင့်နဲ့ဒေဝဒဟာမှာအုပ်ချုပ်ရတဲ့တုပ်ပဗုဒ္ဓရဲ့သားဆိုတော့တမန်ပုဂ္ဂိုလ်တယောက်တောင် မဟုတ်ဘူးသူဘယင်းသားအခြေနေကောင်းတယ်တော်တော်နာမင်းကြီးသားဖြစ်တဲ့ သိတ္တထလို့ဘုရားဖြစ်မဲ့ပုဂ္ဂိုလ်နဲ့တုပ္ပဗုဒ္ဓတုပ္ပဗုဒ္ဓဆိုတာတခြားသူမဟုတ်ဘူးကောရမဗုဒ္ဓရဲ့မေရောမာယာဒေဝီရဲ့မောင်အရင်ဖြစ်တယ်ပေါ့နော်ဆွေကြီးမျိုးကြီးလို့ပြောကြပါသို့မြတ်စွာဘုရားရဲ့မေတော်နဲ့ဒေဝရာရဲ့ခမည်းတော်တို့ကမောင်နှမအရင် အဲ့လိုအချိန်နေကောင်းကနေပြီးတော့သူဟာလူဖြစ်လာစီပါဥစားဆိုလည်းပြောစရာမရှိဘူးရှားဒုက္ခုံသိမြင့်မြတ်ထဲဝမှုဆိုလည်းပြောစရာမရှိဘူးအစပထမမှာသူဟာပုံမှန်အနေထားနဲ့မြတ်စွာဘုရားသာသနာကိုဝင်လာတယ်သမထကျင့်စဉ်ကိုကျင့်တယ် ဇံအပင်ကြီးနေရပြီးတော့အစွန်တကူချီမာတဲ့ပုဂ္ဂိုလ်တစ်ခုဖြစ်လာတယ်။သူ့ရဲ့မေတော်ကသုဘဗုဒ္ဓဂေါဓီဂေါဓီလို့ခေါ်တယ်ပေါ့နော်။ရှင်သာရိပုတ္တရာကတောင်းပါပဲ။ရှင်ဒေဝဒတ်စိတ်ဓာတ်မှန်ကန်နေတဲ့အချိန်တုန်းကသာသနာ့မြို့အတွင်းမှာဂုံတင်ပြီးတော့ပြောကြခဲ့တဲ့စကားရှိတယ်။ မဟေဒီကောဂေါတိပုတ်တော်မဟာနုဘဝဂေါတိပုတ်တော်ဂေါရီရှင်ရဲ့မိဖုရားရဲ့သားဖြစ်တဲ့အရှင်ဒေဝဒတ်ဟာအစွမ်းတကူကြီးပါပေတယ်အစွမ်းအမှုဘော်တွေကြီးပါပေတယ်လို့ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်တူပဲနော်တမန်ပုဂ္ဂိုလ်မဟုတ်ဘူးတချို့လူတွေကအစိုးနောက်ပိုင်းမှာသူက ဆိုးလို့ဖြစ်သွားတယ်လို့ပြောတယ်။တကယ်ကတော့အစီအချင်းမတမ်းမကောင်းတဲ့ပုဂ္ဂိုလ်တူဖြစ်ခဲ့တယ်ပေါ့နော်။အစွမ်းတကူကြီးမားပြီးတကူထက်မြက်သူအဖြစ်ခုံတင်ပြီး ပြောကြားခံရတဲ့ရှင်ဒေဝဒါဟာသူ့ရဲ့မှားယွင်းချက်ကြော့သွားမှုကတော့ပါလဲလို့ဆိုရင်ခုနအတ္တသမ္မာပဏိတိကိုကိုမှန်ကန်တဲ့လမ်းကြောင်းနဲ့ထိန်းကြောင်း၌ခြင်းမရှိတာအပြစ်ပဲ အဲ့တော့ခြေနေသိုးတော်နိုင်တယ်ဆိုတာတတိထားဖို့လို့ပေါ့နော်အတ္တမမပဏိတိသူရရှိထားတဲ့အရင်ချင်းတွေသူစိတ်ဓာတ်တွေသူရင်ခုံသိခါတွေထိမ့်သိရမယ်အစားနောက်ပိုင်းမှာဒါတွေကိုထိမ့်ချောင်းနိုင်ခြင်းမရှိတော့သည့်အတွက်ကြောင့်အတ္တမမပဏိတိနောက်ဆုံးမှာဘဝအဆုံးသက်ကလည်းမကောင်းဘူး မဝါတခုဆုံးကြောင့်အတ္တသမပဏိတိဟာအရေးကြီးဆုံးပဲ။ကြောင်းကျိုးဆက်နွယ်နေတယ်။လူတယောက်မှာဘုန်းကြီးတို့တွေမှာအကောင်းနေကြီးဖြစ်ချင်လို့ရှင်အဲ့ဒီအကောင်းကိုဖြစ်စေနိုင်တဲ့တမတိဆက်ဆက်ဆိုတာလဲပတ်တဲ့အဓိပ္ပာယ်ကိုပြောတာပါ။ဆက်ကဆိုတဲ့စကားဘိန်းဆိုတာလဲတာပဲ။လဲတာဟာ အကောင်းပြီးအကောင်းအကောင်းပြီးအကောင်းအကြောင်းကောင်းတဲ့အကျိုးကောင်းတဲ့အကြောင်းကောင်းတဲ့အကျိုးကောင်းတယ်အဲ့ဒါလို့လက်ပတ်နေကိုတို့တော့ပေါ့နော်အဆိုးမဝင်လာပဲနဲ့အကောင်းကြီးကြီးလက်ပတ်ဖြစ်နေတာကိုဆက်လို့ခေါ်ပြည့်စုံအောင်မြင်ခြင်းရဲ့အကြောင်း၄မျိုး